ဒီတစ်ပတ်မန္တလေး16ရက်ကနေပြီးတော့25ရက်နေ့ထိတနင်္ဂနွေနေ့မွေးဖွားသူများတနင်္ဂနွေသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆောင်ဟောကြားပေးတော်မှာဖြစ်ပါတယ်။အဲ့တော့ဒီတစ်ပတ်တာအတွင်းမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကိုယ်လူထင်ကြီးနေတဲ့ရက်တွေကိုရောက်နေတဲ့ရက်တွေဖြစ်တယ်။အဲ့တော့လူထင်ကြီးနေတဲ့ဟာဖြစ်နေတဲ့အတွက်ကိုယ်လာပြီးတော့လိန်ကျင်တာမျိုးအလိန်ခံရတာမျိုးတွေတတိထားမယ်။ငွေတွေပစ္စည်းတွေကျွန်တော်တို့အလိန်ခံရတတ်တယ်။အဲ့တော့တခုဆိုရင်ကျွန်တော်တို့အခြေအနေကမကောင်းမှန်းနဲ့ကျွန်တော်တို့ဆုတ်ယုတ်သွားအောင် သူတို့ဘာကိုဒုက္ခပေးတတ်တာလေးကိုကျွန်တော်တို့သတိထားမယ်အဲ့တော့ဒီလိုရံမျိုးတွေမှာပဲတနင်္ဂနွေနေ့မွေးဖွားသူတွေဟာကိုယ့်ရဲ့ရင်းနှီးတဲ့လူတွေကိုယ့်ရဲ့မိဆွေတွေနဲ့ကျွန်တော်တို့လမ်းခွဲရတတ်တယ်အဆင်မပြေဖြစ်တတ်တာလေးတွေကိုသတိထားမယ်အဲ့တော့အရာတွေကိုကျွန်တော်တို့သတိထားမယ်ဆိုရင်အဲ့ဒီမကောင်းတဲ့ကိစ္စတွေကကျွန်တော်တို့သတိထားမယ်ဆိုရင်အဲ့ဒီမကောင်းတဲ့ကိစ္စတွေကျွန်တော်လွတ်သွားလိမ့်မယ်အဲ့တော့ဒီရက်တွေတည်းမှာတော့အဲ့တော့သတိထားပြီးလုပ်ကင်ဆောင်ရမယ်ဆိုစီးပွားရေးလုပ်မလားလူမှုရေးလုပ်မလားဘယ်ကိစ္စလုပ်မလဲသတိထားပြီးလုပ်ကင်ဆောင်ရမယ်ဆိုရင်တော့ကျွန်တော်တို့လုပ်ကင်ဆောင်ရတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာပဲတတင်းကုန်တွေမျိုးဖွားသူတွေဟာဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိလဲဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကောင်းလဲဆိုတော့ခီးသွားပြီးလောအောင်မဲ့ကိစ္စမျိုးတွေကျွန်တော်အတန်တို့ဂီတာတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအသေးအနှံနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေတွတ်တန်တစ်တဲနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရေထွက်ပုံပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ အမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလှကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရွှေတို့ရေတို့လေတို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဖိုးရံဂျရနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဝတ်တို့ဝါတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာတင်းငွေတွေနဲ့ငွေခွာသူတွေအနေနဲ့အကျိုးရှိစေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒီလုပ်ငန်းတွေကတော့ကျွန်တော်အကျိုးရှိအဆင်ပြေပြီးဘယ်လုပ်ငန်းဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်တော့သတိထားပြီးလုပ်ကင်ဆောင်ရွက်တဲ့နယ်ဆိုတော့မြေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးမဟုတ်လုပ်ငန်းတို့ဖုံးလုပ်ငန်းတို့ပရိဘောကပစ္စည်းတို့ ကျွန်တော်တို့ဖယဲတို့ပဲတို့ပြောင်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပွဲရုံပွဲစားပုံစံလောရမယ့်ကိစ္စမျိုးတွေဥပဒေတို့အုပ်ချုပ်ရေးတို့အင်ဆော့ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအုပ်တို့ဥတို့အေးတို့အချွေတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့တတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေတည်းမှာပဲတနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းကျင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ခြင်းနဲ့ဆိုရင်ကျွန်တော်ပန်းအိုးတိုးပဲဘာပန်းအိုးဖြစ်ဖြစ်ပန်းအိုးတိုးနဲ့ကိုရောင်းကျင်တဲ့ပစ္စည်းတွေကိုတို့ထိရိုက်ခောက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွင်မှာတော့ကျွန်တော်တို့အိမ်အောင်ရှင်နေဖို့ကျွန်တော်စိတ်ညစ်ရတတ်တယ်ခေါင်းရှုံးရတတ်တယ်အကျယ်လေးတွေဖြစ်ပြီးချစ်သူကြီးစားတွေပေါ်တော့ကျွန်တော်ဝမ်းသာရမယ်ပျော်ရှင်ရမယ်ကျွန်တော်တို့ကြည်နူးရမယ်ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွင်မှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဘာသတိထားရလဲဆိုတော့ဥကောင်းနဲ့ပတ်သက်တာလေးတွေကျွန်တော်တို့အာယုံရောနဲ့ပတ်သက်တာလေးတွေသတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ် အဲ့တော့ဒီရက်တွေအတွင်းမှာတနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်ကဏ္ဍနံပါတ်တွေရွေးချယ်မယ်လို့တခုကဏ္ဍနံပါတ်တွေတုံးမယ်လို့ဆိုရင်အကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေဟာ3956ဆိုတဲ့ကဏ္ဍနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရမျိုးတွေမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာတခုကိစ္စတွေကျွန်တော်တို့ထူးထူးခြားခြားအောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်ထူးထူးခြားခြားကိစ္စတွေကျွန်တော်အဆင်ပြေအောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လှကျင်တန်းခြင်းလို့ပဲဖြစ်ဖြစ်အိမ်ဖျားမှာပဲကျွန်တော်မြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးကိုရေတန့် ောက်တော်ကြီးကျွန်တော်ရေတန်း၄ဘွက်ကျွန်တော် ကတ်လုပ်ပြီးဆူတောင်းလိုက်ပါခင်ဗျာတနင်္ဂနွေနေ့မွေးဖွားသူများအားလုံးကျန်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာဒီတစ်ပတ်မလ၁၉ရက်ကနေပြီးတော့၂၅ရက်နေ့ထိတနင်္လာနေ့မွေးဖွားသူများတနင်္လာသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးတော်မှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်တာအတွင်းမှာတော့တနင်္လာနေ့မွေးဖွားသူတွေဟာအောင်မြင်မှုကိုယ့်ရဲ့ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လှုပ်ဆောင်မှုတွေအောင်မြင်မှုတွေကျွန်တော်အထုတ်ထိတ်ကိုရောင်းနေတဲ့ရက်တွေဖြစ်ပါတယ် ဒါနဲ့ကျွန်တော်တို့ရှောင်လွှဲမရတဲ့ကျွန်တော်တို့မကောင်းတဲ့အရေးတွေနမိတ်တွေတဲ့ကျွန်တော်တို့ကိုယ့်စီကိုပေါင်းဆက်လာတတ်တာကိုတော့တတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်။အဲ့တော့ပြောရမယ်ဆိုရင်ဒီရက်တွေတွင်မှာတော့တနင်္လာနေ့မွေးဖွားသူတွေဟာအစိုးရရအကောင်ကျွန်တော်တို့အကောင်အစိုးကျွန်တော်တို့ဖြစ်တတ်တဲ့ရက်တွေဖြစ်တယ်။အဲ့တော့အစိုးရနဲ့အကောင်ဖြစ်တတ်လို့အကောင်နေပြီးတော့လည်းကျွန်တော်တို့အစိုးကိုဖြစ်သွားတတ်တဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီရက်တွေတွင်မှာပဲကိုယ့်ရဲ့အဟောင်းတွေ ကိုယ့်ရဲ့ပစ္စည်းအောင်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အကြံဉာဏ်ဟောင်းတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့အယူအဆဟောင်းတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဆွန့်လွတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့အတ္တတွေထက်ဝင်မဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်မှာတော့တနင်္လာနေ့မွေးဖွားသူတွေဟာကျွန်တော်တို့နာမည်ကုန်သတင်းကြီးမဲ့ရက်တွေဖြစ်တယ်အဲ့တော့ကိုယ်လုံဆောင်ချက်တွေကိုယ့်ရဲ့အောင်မြင်မှုတွေနာမည်ကုန်သတင်းတွေကြီးတာမယ်အဲ့တော့ကိုယ့်ရဲ့နာမည်ကုန်သတင်းကိုယ့်ရဲ့အလုပ်ကုန်သတင်းကိုလည်းပို့ပြီးတော့တိစောက်တဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာတော့လုပ်ငန်းစည်းဝါးတွေဆမလားပြောင်းရွှေ့ပြီးနေထိုင်လုပ်ကြရမလားအရေးကြီးတဲ့ကိစ္စတွေစတင်ပြုမှုပြောဆိုဆုံးဖြတ်လုပ်ကြမယ်ဆိုရင်အချိန်အုံနဲ့လုပ်မယ်ဆိုရင်ကျွန်တော်တို့အောင်မြင်မဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့တနင်္လာနေ့မွေးဖွားသူတွေဟာဘယ်ကိစ္စဘယ်လုပ်ငန်းတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိအောင်မြင်စေလဲဆိုတော့နေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေလိုပစ္စည်းမျိုးမုန်းလုပ်ငန်းတို့ဖုန်းလုပ်ငန်းတို့ကျွန်တော်ပရိဘောဂပစ္စည်းနဲ့ပတ်သက်တာတို့ပဲတို့ပြောင်းတို့ကျွန်တော်တို့ဖယဲသီးနဲ့ပတ်သက်တာတို့ အာဖဲလုပ်ငန်းတို့ပေါ့နော်ကျွန်တော်တို့ထီးတို့ဖနှက်တို့ဓာတ်ပုံတို့လျှက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဓာတုပိရပစ္စည်းတွေဓာတ်တုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဓာတ်ဥနဲ့ဝင်နဲ့ပတ်သက်တဲ့ကိစ္စတွေနိုင်ငံခြားလူမျိုးခြားဒေါ်လာနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာတနည်းလာနေမွေးဖွားသူတွေအနေနဲ့ကျွန်တော်တို့အောင်မြင်အကျိုးရှိစေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အောင်မြင်အကျိုးရှိပြီးဘယ်လုံငန်းဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့သတိထားပြီးလောက်ကန်ဆောင်ရွက်တင်လဲဆိုတော့ခီးသွားပြီးလောအောင်မဲ့ကိစ္စမျိုးတွေ စကားလို့လာတဲ့ပုံပြီးပြောရမယ့်ကိစ္စမျိုးတွေအတန်တို့ဂီတလို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအသေးအနှံနဲ့ပတ်သက်တဲ့ကိစ္စတွေရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေကြောက်တို့ကားတို့ငါတို့ငပိတို့ငချောက်တို့ကွန်ပျူတာကင်မာနဲ့ပတ်သက်တဲ့ကိစ္စတွေကိုင်းတို့ချမ်းတို့ကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာတရင်းနာနေမွေးဖွားသူတွေဟာဂတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေမှာပဲတနင်္လာနေ့ဝေဖွားသူတွေဟာကျွန်တော်ရောင်းနေတဲ့ပစ္စည်းတွေရှိလို့ရောင်းမထက်တဲ့ပစ္စည်းတွေပြေလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်နေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်ခဲန်ဒီတစ်လုံးနဲ့ပဲအဲ့တော့ကြီးကြီးသေးသေးခဲန်ဒီတစ်လုံးနဲ့ကိုရောင်းနေတဲ့ပစ္စည်းတွေတို့ထိရိုက်ခေါက်ကျွန်တော်တို့အိမ်ဆိုရင်အိမ်ကိုပေါက်ပေးမယ်ကားဆိုရင်ကားကိုကျွန်တော်တို့တို့ထိရိုက်ခေါက်ပေါက်ပေးမယ်မြေဆိုရင်မြေကိုလည်းကျွန်တော်တို့တို့ထိရိုက်ခေါက်ပေါက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရမျိုးတွေမှာတော့ အိမ်တော်ရဲ့အခြေအနေပတ်သက်ရင်ကျွန်တော်ညှိမြနိုင်မရဖြစ်တတ်တယ်အဲ့တော့အိမ်တော်ရဲ့အခြေအနေပတ်သက်တော့ကျွန်တော်ရင်လေးဖို့ကောင်းတဲ့ရက်တွေဖြစ်တယ်အဲ့တော့ကျွန်တော်ညှိညှိနိုင်နိုင်တန်တန်မြင်မြင်နဲ့နေထိုင်လုပ်ကိုင်တဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီရက်တွေအတွင်းရဲ့အဲတနင်္လာနေ့မွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်1ရာ3460ဆိုတဲ့ခန်းနံပါတ်1ရာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်2ဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့သွားနာတာတွေသွားကြိုက်တာတွေတတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲကျွန်တော်တို့တနင်္လာနေ့မွေးဖွားသူတွေဟာ တခုကိစ္စလေးတွေထူးထူးခြားခြားအောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်လူကျင်တန်းခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်အိမ်ဖျားမှာပဲမက်စွာဘုရားရှင်ကိုရုံမြတ်ကြီးကိုကျွန်တော်မိမျိုးနဲ့နှင်းစီနဲ့ကျွန်တော်ဗနခတ်ဖြစ်ဖြစ်ပေါင်းပြီးကျွန်တော်လေးလေးနက်နက်ကတ်လှူပြီးဆူတောင်းလိုက်ပါခင်ဗျာတနင်္လာနေ့မွေးဖွားသူများအလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာဒီတစ်ပတ်မလ19ရက်ကနေပြီးတော့25ရက်နေ့ထိအင်္ဂါနေ့မွေးဖွားသူများအင်္ဂါသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆံဟောကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်တာအတွင်းမှာတော့အင်္ဂါနေ့မွေးဖွားသူတွေဟာ ိုစိုက်ထုတ်သားတဲ့လောက်ကိုစူးစမ်းသားလောက်ကျွန်တော်တို့အကျိုးဖြစ်တော့မဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ကိုလုံရင်လုံတဲ့လောက်ကျွန်တော်တို့ပို့ပြီးတော့အကျိုးဖြစ်တော့မဲ့ရက်တွေဖြစ်တယ်အဲ့တော့ဘာလို့လို့ကျွန်တော်တို့ခြေလုံးချတုံလေးတွေတော့ဖြစ်နေတတ်တယ်အဲ့တော့ကိုယ့်ရဲ့စိတ်ကူးရည်မှန်းချက်တွေကိုအတိုင်းအတာတစ်ခုအထိကိုလို့ဆောင်ချက်တွေကိုယ့်ရဲ့စိတ်ကူးရည်မှန်းချက်တွေအတိုင်းအတာတစ်ခုအထိကျွန်တော်တို့အောင်မြင်လာတာကိုမနာလိုသူတွေကျွန်တော်တို့မကောင်းကြံတဲ့တာမကောင်းကြံတဲ့တာကိုတော့တရီထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေထဲမှာတော့ကျွန်တော်တို့အားလုံးပုံမှန်မဲ့လုံတဲ့ရက်တွေဖြစ်တဲ့ ဖြစ်နိုင်တော့ကျွန်တော်တို့ကိုလှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့အားလုံးပုံမှန်ပဲလုပ်သင့်ပြီးအေးဆေးလေးကျွန်တော်တို့ခဏလေးနားပြီးတော့ကျွန်တော်တို့နေထိုင်လုပ်ခိုင်းဆောင်ရွက်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့ကျွန်တော်တို့ trade tool တွေမလုပ်သင့်ဘူးအဲ့တော့နားသင့်တာလေးကျွန်တော်တို့နားနေမယ် AC လေးနားရေးပါလေးကျွန်တော်တို့နေထိုင်အဲလောက်ကန်ဆောင်ရွက်မယ်ဆိုရင်တော့ကောင်းမဲ့ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာပဲအင်္ဂါနေ့မွေးသွားသူတွေဟာကျွန်တော်ဘာတွေနဲ့ပတ်သက်ရင်အကျိုးရှိလဲဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကောင်းလဲဆိုတော့ကျွန်တော်မြေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးနိုင်ငံခြားလူမျိုးခြားဘာသာခြားနဲ့ပတ်သက်တဲ့ကိစ္စမျိုး ပရိဘောဂတို့ထီးတို့ဖနက်တို့ဓာတ်ပုံတို့လျှက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတုပေဒပစ္စည်းတွေတန်တတုပစ္စည်းတွေဓာတ်စီဒီဇယ်တို့ပဲမျိုးမျိုးတို့ပြောင်းမျိုးမျိုးတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပွဲရုံပွဲစားပေါ်ဝန်ဆန်ပွဲရုံပွဲစားလုံးဝမဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုညံမျိုးတွေမှာထူးထူးခြားခြားအောင်မြင်အစဉ်ပြေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီအဲ့ဒီအတွင်းမှာပဲ ။ဘာလုပ်ငန်းတွေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တတိထားပြီးလုပ်ငန်းဆောင်ရွက်တင်လဲဆိုတော့ခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတို့ကျွန်တော်အသေးနှံနဲ့ပတ်သက်တာတို့ရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တာတို့တွတ်တန်တည်တဲ့နဲ့ပတ်သက်တာတို့အတန်တို့ဂီတတို့နဲ့ပတ်သက်တဲ့ကိစ္စတို့ကျွန်တော်တို့ကြောင်းတို့ကြောက်တို့ကားတို့ငါးတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စတွေငါပြီးငါချောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကွန်းတို့ကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာအင်္ဂါနဲ့မွေးဖွားသူတွေဟာတတိလေးထားပြီးအလောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာပဲအင်္ဂါနေ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းကျင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုလေကျွန်တော်တို့ရောင်းထွက်ခြင်းလို့ဆိုရင်ဘာလို့ ਆ လဲဆိုတော့ကျွန်တော်တို့ခေါ်လကားလေးတစ်လုံးနဲ့ကိုရောင်းကျင်တဲ့ပစ္စည်းတွေကိုခေါ်လကားခေါ်လကားလေးတစ်လုံးနဲ့ကျွန်တော်တို့တို့ထိရိုက်ခောက်ပြီးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးတော့အမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့အင်အောင်ရှင်နေဖို့ ကျွန်တော်ညမြနိုင်မြတွေတကြက်တကြက်တွေဖြစ်ပြီးချစ်သူကြီးစားတွေဖို့လဲကျွန်တော်တရားနဲ့တရားလမ်းခွဲရတဲ့ရက်လေးတွေဖြစ်တယ်အဲဒါကြောင့်မို့ကျွန်တော်ညညနိုင်နိုင်တိုင်တိုင်မင်မင်နဲ့ချစ်သူကြီးစားတွေရောအိမ်တော်ရှင်တွေရော နေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းရဲ့အကျိုးဝိကံကောင်းစေတဲ့ခန်းနံပါတ်တွေ ဲ့တော့အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်၄9396ဆိုတဲ့ခန်းနံပါတ်၄ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်၄ဖြစ်တယ်အဲ့တော့တစ်ခုလေခန်းနံပါတ်၄ရေးချင်မယ်ဆိုရင်ဒီခန်းနံပါတ်၄ကိုရေးချဲတဲ့နဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီအန်တွေအတွင်းမှာပဲကျွန်တော်အင်္ဂါနေ့မွေးဖွားသူတွေဟာကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်ဘာလေးတွေတတိထားရတယ်ဆိုတော့ခါးနဲ့ပတ်သက်တာခြေနဲ့ပတ်သက်တာလေးတွေကတော့ကျွန်တော်တတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေတွင်မှာတခုကိုရဲ့အခိုင်းအမြစ်ကြေကျင်လို့ပဲဖြစ်ဖြစ်ဒူးဒူးချမ်းချမ်းကိစ္စတွေကျွန်တော်တို့ဟိုရှင်းသွားဖို့ပဲဖြစ်ဖြစ်အောင်မြင်ဖို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့မကောင်းတဲ့ကိစ္စတွေရှင်းသွားဖို့ပဲဖြစ်ဖြစ်ဒူးဒူးချမ်းကိစ္စတွေကျွန်တော်အောင်မြင်ဆင်ပြေခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်ဆုံးခံကြွားတဲ့ဘုံကြီးပဲဖြစ်ဖြစ်ဆုံးနှံကြွားတဲ့တိလရှင်ဝင်ပဲဖြစ်ဖြစ်ဘုံကြီးကြောင့်တိလရှင်ကြောင့်အောင်ပဲဖြစ်ဖြစ်ကျွန်တော်စက်သားဟင်းနဲ့ဆုံးတဲ့ကျွန်တော်ဆုံးညံ့ပို့တာပဲဖြစ်ဖြစ်လောင်းလို့တာပဲဖြစ်ဖြစ်လှုပ်ပြီးဆူတောင်းလိုက်ပါခင်ဗျာ အင်္ဂါနေ့မွေးဖွားသူများအားလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ ုဒ္ဓဘုရားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးတော်မှာဖြစ်ပါတယ်။အဲ့တော့ဒီတပတ်တာအတွင်းမှာတော့ဗုဒ္ဓဘုရားနဲ့မွေးဖွားသူတွေဟာကျွန်တော်စိတ်သက်ကြစေရတယ်ကျွန်တော်ကြုံမဲ့ရက်တွေဖြစ်တယ်တခုဆိုစိတ်သက်ကြရတယ်တခုဆိုကိုစိတ်တွေမရှင်လန်းအာကိုလှုပ်ဆောင်ရက်တွေကကျွန်တော်စိတ်သက်ကြစေရကြုံမဲ့အခြေအနေကိုဖြစ်နေတယ်။အဲ့တော့တခုဆိုရင်လည်းကျွန်တော်တို့ဆုံးမြတ်ချက်တွေကျွန်တော်တို့ဆုံးမြတ်ချက်တွေချဖို့ကျွန်တော်တို့ခက်ခဲဝေဝါးနေတဲ့အခြေအနေဝေဝါးနေတဲ့ရက်တွေဖြစ်တယ်အဲ့တော့မကောင်းတဲ့သတင်းတွေကြားရတတ်တယ်သတင်းဆိုးတွေကြားရတတ်တယ် အဲ့တော့ပြောရမယ်ဆိုရင်တော့ဒီရက်တွေမှာဒီရက်တွေတွင်မှာတော့ဗိုလ်တခုနဲ့မွေးဖွားသူတွေဟာဘာမှကျွန်တော်တို့မယ်မယ်ရရမဟုတ်ဘဲနဲ့အရာရာကိုကျွန်တော်တို့စိုးထိတ်ကြောက်ရွံ့နေတတ်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်တို့ အရေးကြီးတဲ့ကိစ္စရှိလို့ပဲဖြစ်ဖြစ်ကျွန်တော်စွန်းစားမှာဆိုရင်တော့ကျွန်တော်တို့စွန်းစားရတဲ့ကိစ္စတွေရှိတယ်ဆိုရင်တော့ကျွန်တော်တို့ဟိုရဲစမ်းတက်တီထားပြီးတော့စွန်းစားပြီးတော့လုပ်ကင်တင်နေတော့ရက်တွေဖြစ်တယ်အဲ့တော့တခုဆိုရင်ကျွန်တော်စီဝါပဲလုပ်မလားစွန်းစားမလားကျွန်တော်ဘယ်ကိစ္စတွေစွန်းစားမလဲစွန်းစားမယ်ဆိုရင်တော့ကျွန်တော်တို့ရဲစမ်းတက်တီရှိပြီးကျွန်တော်အပိုင်ဆုံးဖြတ်ပြီးရင်တော့စွန်းစားပြီးလုပ်ကင်ဆောင်ရွက်တင်တဲ့ရက်တွေဖြစ်တယ်အဲ့တော့တခုဆိုရင်ကျွန်တော်တို့ရင်းပလိုက်မယ်ကျွန်တော်စွန်းစားပြီးတော့မယ်တက်တီမွေးပြီးလုပ်ပလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အောင်မြင်တဲ့ရက်တွေကောင်းတဲ့ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းကတော့ကျွန်တော်တို့ငွေကန်နဲ့မဆူသလောက်နေနေနဲ့ကြံတဲ့ကန်တွေကတော့ကျွန်တော်တို့ကောင်းနေတယ်အဲ့တော့ကြံတဲ့ကန်တွေဆိုတာဘာလဲဆိုတော့ကျွန်တော်လူမှုရေးနဲ့ပတ်သက်တဲ့ကန်တွေပညာနဲ့ပတ်သက်တဲ့ကန်တွေကျွန်တော်ပွဲဝင်ပွဲသားကန်တွေနိုင်ငံခြားနဲ့ပတ်သက်တဲ့ကန်တွေကျွန်တော်ပညာရေးပညာရေးနဲ့ပတ်သက်တဲ့ကန်တွေထိကန်တွေအဲ့ဒီကန်တွေကတော့ကျွန်တော်တို့ကောင်းနေတဲ့ရက်တွေဖြစ်တယ်အဲ့တော့အဓိကပြောချင်တာကတော့တခုဆိုရင်ကျွန်တော်ရဲစံတက်တိထားပြီးကျွန်တော်လှုပ်တဲ့ရက်တွေဖြစ်တယ် အဲ့တော့ဒီလိုရံမျိုးတွေမှာဗုဒ္ဓဘူးနဲ့ဝေဖန်သူတွေအားကျွန်တော်ဘာတွေနဲ့ပတ်သက်ရင်အကျိုးရှိလဲဘာတွေနဲ့ပတ်သက်ရင်ဘယ်လုပ်ငန်းတွေနဲ့ပတ်သက်ရင်တော့ကိုယ့်အတွက်ကောင်းလဲဆိုတော့ကျွန်တော်အဝတ်ထည်နဲ့ပတ်သက်တဲ့ကိစ္စမျိုးခီးတို့ဖနက်တို့ဓာတ်ပုံတို့လက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတုပိဒါပစ္စည်းတွေတတတုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေမြေတို့ဖုန်းတို့ပွဲုံပွဲစားပုံစံလောဟမကိစ္စမျိုးတွေပဲတို့ပြောင်းတို့ပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဖျံသီးတို့ဘာလို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာကိုယ့်အတွက်အကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့အဲ့ဒါတွေကတော့အကျိုးရှိအောင်မြင်ပြီးဘယ်လုပ်ငန်းဘယ်ကိစ္စတွေနဲ့ဆိုရင်တော့ကျွန်တော်တတိထားပြီးလုပ်ငန်းဆောင်ရွက်တင်တယ်ဆိုတော့ကျွန်တော်ခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေစကားလို့လာတဲ့ပုံပြီးပြောရမယ့်ကိစ္စမျိုးတွေတုတ်တန်တည်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအတီးအနှံလို့ရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအတန်တို့ဂီတာတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေငချောင်ငချမ်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကုန်းတို့ခြံတို့ကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာဗိုလ်ဘူးနဲ့မွေးဖွားသူတွေဟာတတိထားပြီးလုပ်ငန်းဆောင်ရွက်တင်တဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာတော့ဗုဒ္ဓဘုရင်ဝေဖာသူတွေဟာကျွန်တော်ရောင်းကျင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေရောင်းထွက်ကျင်နေဆိုရင်ကျွန်တော်တို့ဇော်စိမ့်တညွန့်ရယ်တပြေတညွန့်ရယ်အဲ့နှစ်ခုနဲ့ပေါင်းပြီးတော့ကိုရောင်းကျင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့တို့ထိရိုက်ခေါက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအများလာပြီးတော့အမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့အိမ်တော်ရဲ့အခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်အထင်ကုန်လေးတွေဖြစ်ပြီးရင်တော့အဆင်ပြေသွားမယ့်ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီရန်တီအတွင်းရဲ့ဗုဒ္ဓဟူးနေ့ဝေဖန်သူတွေအနေနဲ့ကျွန်တော်အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေခန်းနံပါတ်တွေကတော့6539ဆိုတဲ့ခန်းနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရန်မျိုးတွေမှာတော့ဗုဒ္ဓဟူးနေ့ဝေဖန်သူတွေဟာကျွန်တော်ကျမ်းမာရေးနဲ့ပတ်သက်ရင်ဗာဒတိထားလဲဆိုတော့ကျွန်တော်ဒေချောင်းနဲ့ပတ်သက်တာတွေတွေသတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီလိုရန်မျိုးတွေမှာ ဗိုလ်ထူးနဲ့ဝေဖွားသူတွေဟာအရေးကြီးတဲ့ကိစ္စတွေကျွန်တော်အောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်လူကျင်တန်းခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်အိမ်ဖះမှာပဲမြက်စွာဖះရှင်ကိုရိုမြတ်ကြီးကိုကျွန်တော်နွားနို့တစ်ခွန်းနဲ့ပေါင်မုတ်တစ်ချက်နဲ့အလေးလေးနဲ့နဲ့ကတ်လုပ်ပြီးဆူတောင်းလိုက်ပါခင်ဗျာဗိုလ်ထူးနဲ့ဝေဖွားသူများအားလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာမလ19ရက်ကနေပြီးတော့25ရက်နေ့ထိဂျာရာရီနေမွေးဖွားသူများဂျာရာရီသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆံကိုဟောကြားပေးတော့မှာဖြစ်ပါတယ် အဲ့တော့ဒီတပတ်တာအတွင်းမှာတော့ဂျာတာတွင်းနေမွေးဖွားသူတွေဟာကျွန်တော်ပေးစရာရှိရင်လည်းပေးနိုင်ပြီးတော့ငွေချင်းနဲ့ပတ်သက်ရင်ပေါ့နော်ပေးစရာရှိရင်လည်းကျွန်တော်ပေးနိုင်မယ်ရစရာရှိရင်လည်းကျွန်တော်ရမယ်ဝင်မယ်ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့ရတဲ့ရလိုက်တဲ့အခွင့်အမ်းမှန်တယ်များဒီရက်တွေအတွင်းမှာကျွန်တော်တို့အကုန်ရမယ်အဲ့တော့ရာဓုပဲဖြစ်ဖြစ်ငွေချေးပဲဖြစ်ဖြစ်ပေါ့နော်ကိုရနိုင်ရလိုက်တဲ့အခွင့်အမ်းအခွင့်အမ်းမှန်တယ်လုံပိုင်ခွင့်တွေမှန်တယ်များအကုန်ရမယ်ရက်တွေဖြစ်တယ်အဲ့တော့ဒီလိုမျိုးပဲကျွန်တော်ဒီရက်တွေအတွင်းမှာပဲကိုယ့်ရဲ့ရရောတဲ့မိတ်ဆွေဒါမှမဟုတ်ကိုယ့်ရဲ့အလုပ်ရှင်ဒါမှမဟုတ်ကိုယ့်ရဲ့အလုပ်လူကြီး ်ဒီကလာမို့ကိုယ့်ရဲ့အထက်လူကြီးဒါမို့ကိုယ့်ရဲ့တတိယဆရာနေကြီးခဲ့တဲ့လူနေရာနေဆရာနေပြီးတော့ကျွန်တော်လက်ဆောင်ပန်းသားတွေအကူအညီကောင်းတွေအမအစတွေကျွန်တော်အပံပိုးတွေရမရက်တွေလည်းဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်မှာတော့ဂျာတာပြင်းနေမွေးဖွားသူတွေဟာဘာလုပ်ငန်းလုပ်ချင်လဲတခုလုပ်ချင်တာလုပ်ငန်းစည်းဝါတိုးချဲ့ချင်လားဘာတွေဆောင်ရွက်ချင်လဲကျွန်တော်လုပ်မယ်ဆိုရင်လည်းလုပ်တဲ့ရက်တွေဖြစ်တယ်လုပ်မယ်ဆိုရင်လည်းကျွန်တော်ကောင်းမဲ့ရက်တွေဖြစ်တယ်အဲ့တော့အလုပ်အကန်တွေတည်းကျွန်တော်တို့ကောင်းမဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့အရေးကြီးတဲ့စတင်ကိစ္စတွေစတင် ပြုမှုပြောဆိုဆုံးဖြတ်လုပ်ကြမယ်ဆိုရင်လုပ်ကြနေတဲ့ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီအနှစ်တွင်းမှာတော့ဂျာတာတွင်းနေမွေးဖွားသူတွေဟာဘာတွေနဲ့ပတ်သက်ရင်အကျိုးရှိတဲ့ဘယ်လုံငန်းပဲကိစ္စတွေနဲ့ပတ်သက်ရင်ကောင်းလဲဆိုတော့ကျွန်တော်ကြောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးကြောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးကွန်းလိုခြံလိုကိုင်းလိုငရုတ်တုံးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလားကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလားအပါပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဖိုးနဲ့ရတနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရွှေတို့ရေတို့လယ်တို့လမ်းတို့ဝက်တို့ဝါတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာ ကြာတာပြင်းနေမွေးဖွားသူတွေအနေနဲ့ထူးထူးခြားခြားအောင်မြင်ဆင်ပြေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အောင်မြင်ဆင်ပြေပြီး ဘယ်လုပ်ငန်းပဲကိစ္စတွေနဲ့ပတ်သက်ရင်တတိထားပြီးလောက်ကန်ဆောင်ရွက်တင်လဲဆိုတော့ခေးသွားပြီးလောက်ရမယ့်ကိစ္စတို့အသီးအနှံနဲ့ပတ်သက်တဲ့ကိစ္စတို့ရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတို့အတန်တို့ဂီတာတို့နဲ့ပတ်သက်တဲ့ကိစ္စတို့သွတ်တန်တည်တန်းနဲ့ပတ်သက်တဲ့ကိစ္စတို့ဆက်သွယ်ရေးတို့စာရုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆက်ပစ္စည်းတို့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ကိစ္စတွေစားသောက်ကုန်စားသောက်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေစံစဘာတို့စတိုးဆိုင်တို့နဲ့ပတ်သက်တဲ့ကိစ္စတွေစိန်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့တတိထားပြီးလောက်ကန်ဆောင်ရွက်တင်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲ ဂျာနာပလင်းနဲ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းရင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ခြင်းနဲ့ဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်ဇီးကိုင်းတစ်ခိုင်းပဲပေါ့နော်ဇီးကိုင်းတစ်ခိုင်းလေးတော့ရှားရတယ်အဲ့တော့တရောင်လောက်ဇီးကိုင်းတစ်ခိုင်းလေးနဲ့ကိုရောင်းနေတဲ့ပစ္စည်းတွေကျွန်တော်တို့တို့ထိရိုက်ခောက်ပြီးမှဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ဂျာနာပလင်းနဲ့မွေးဖွားသူတွေဟာအိမ်တော်ရဲ့ခြေနဲ့ပတ်သက်ရင်ကျွန်တော်စိတ်ချမ်းသာမယ့်ရက်တွေဝမ်းသာပျော်ရွှင်ရမယ့်ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဟာ2 4 6 1ဆိုတဲ့ခန်းနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်တယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်ဗာလေးတွေသတိထားရလဲဆိုတော့အစာမဆေးမနဲ့ပတ်သက်တာလေးတွေသတိထားရတယ်။အဲ့တော့အစာအစာရင်မတည့်တာအစာနဲ့ဆေးမတည့်တာဆေးဆေးရင်မတည့်တာအဲ့တော့အစာမဆေးမနဲ့ပတ်သက်တာလေးတွေကတော့သတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရက်မျိုးတွေမှာတော့ ထူးထူးခြားခြားကိစ္စတွေအောင်မြင်အောင်ရွေးချင်လို့ပဲဖြစ်ဖြစ်၊လှူချင်တန်းချင်လို့ပဲဖြစ်ဖြစ်ကျွန်တော်အိမ်ဖះမှာပဲမျက်စောပြားချင်းကိုရောမြတ်ကြီးကိုလက်ဖေးနဲ့ကိတ်မို့ကတ်လှူပြီးဆူတောင်းလိုက်ပါခင်ဗျာ။ဂျာတာဘေးနဲ့မွေးဖွားသူများအားလုံးစမ်းမချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ။ဒီတစ်ပတ်မန္တလေး၁၉ရက်ကနေပြီးတော့25ရက်နေ့အထိတောက်ကြနေမွေးဖွားသူများတောက်ကြသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆံဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီတစ်ပတ်ဒီတစ်ပတ်အတွင်းမှာတော့ဒီရက်တွေအတွင်းမှာတော့တောက်ကြနေမွေးဖွားသူတွေဟာ ကိုယ့်ရဲ့စိတ်ကူးယဉ်အိမ်မက်ထဲကိုကျွန်တော်တို့နင်မျောနေတတ်တဲ့ရက်တွေဖြစ်တယ်။တခုဆိုစိတ်ကူးယဉ်နေရာတွေကများနေတတ်တယ်။တခုဆိုရင်ကျွန်တော်တို့မျောနေရာတွေကများနေတတ်တဲ့ရက်တွေဖြစ်တယ်။အဲ့ဒီလိုမျိုးပဲကျွန်တော်တို့ကိုယ့်ရဲ့မကြွမ်းကျင်တဲ့နယ်ပယ်တခုကိုကျွန်တော်တို့ဝင်ရောက်လုပ်ကင်ရတတ်တယ်။ကိုယ်နဲ့တအားဇာတာမတည့်ဘူး၊ကိုယ်မကြွမ်းကျင်ဘူး၊ကိုယ်နဲ့အဆင်မပြေတဲ့နယ်ပယ်တွေမှာကျွန်တော်တို့ဝင်ရောက်လုပ်ကင်ရတတ်တယ်။အဲ့တော့ဒီရက်တွေအတွင်းမှာတော့သူများအကျိုးကိုကျွန်တော်တို့တည်ပို့ရတဲ့သူများအကျိုးကိုကျွန်တော်တို့တည်ပို့ရတဲ့ကိုယ့်ရဲ့အကျိုးပေါ့နော်။ ကိုယ့်ရဲ့အကျိုးကိုယ့်ရဲ့ကိစ္စတွေကိုကျွန်တော်တို့အရင်ပြေးဝအောင်လုပ်တဲ့နဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီရက်တွေအတွင်းမှာပဲကိုယ့်ရဲ့စိတ်ကူးယဉ်မှုတွေကိုကျွန်တော်တို့လက်တွေ့အကောင်အထည်ဖော်ခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့စိတ်ထဲမှာဘာတွေရှိတယ်၊ကိုယ်ဘာတွေလုပ်ချင်တယ်ဆိုတာကိုတပတ်တာတာမြင်မြင်ထင်ထင်သိပြီးတော့ကျွန်တော်တို့လုပ်တဲ့နဲ့ရက်တွေလုပ်ရမယ့်ရက်တွေဖြစ်တယ်။အဲ့တော့လုပ်ရင်လည်းကျွန်တော်တို့အောင်မြင်မယ့်ရက်တွေဖြစ်တယ်။အဲ့တော့ဒီရက်တွေအတွင်းမှာတော့တောက်ကြံနေမွေးဖွားသူတွေဟာ ကျွန်တော်တို့အရေးကြီးတဲ့ကိစ္စတွေစတင်ပြုမှုပြောဆိုလုပ်ကြမယ်ဆိုရင်ကျွန်တော်တို့လုံးတင်တယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့တောက်ကြနေမွေးဖွားသူတွေဟာငွေရပြီးကျွန်တော်တို့အလှူလုံးအောင်မရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့တောက်ကြနေမွေးဖွားသူတွေဟာဘာတွေနဲ့ပတ်သက်ရင်အကျိုးရှိတယ်ဘာလုပ်ငန်းပဲကိစ္စတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိတယ်ဆိုတော့လူမျိုးကြားမှသာကြားနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စမျိုးကျောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကြောက်တို့ကားတို့ငါတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေထီတို့ဖနက်တို့ဓာတ်ပုံတို့လှည့်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ ဓာတုဗေဒပစ္စည်းတွေဓာတ်တုပစ္စည်းတွေဓာတ်ဟုတ်နဲ့ဝင်တဲ့ပတ်သက်တဲ့ကိစ္စတွေဓာတ်စီတို့ဒီဇယ်တို့ဒေါ်လာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကုန်းတို့ခြံတို့ကိုင်းတို့မြို့တို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာအကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အကျိုးရှိအောင်မြင်ပြီးဘယ်လုံငန်းဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့သတိထားပြီးလောက်ကန်ဆောင်ရွက်တင်လဲဆိုတော့ကျွန်တော်အကျိုးဆောင်ပြီးလုပ်ရမယ့်ကိစ္စမျိုးတွေအိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဥပဒေတို့အုပ်ချုပ်ရေးတို့နဲ့ပတ်သက်တဲ့ကိစ္စတွေ အမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလားကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဖိုးနဲ့ယန္တနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလက်ဖက်လက်ဖက်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလက်ဖက်စုံလက်ဖက်ချောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဝတ်တဝါတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာတောက်ကြနေမွေးဖွားသူတွေဟာတရီထားပြီးလောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်းမှာတော့တောက်ကြနေမွေးဖွားသူတွေဟာ ကျွန်တော်ရောင်းချင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေရောင်းထွက်ချင်လို့တောင်းမှကိုယ့်ရဲ့ကုန်ပစ္စည်းတွေကိုယ့်ရဲ့ဆိုင်ရာပစ္စည်းတွေရောင်းထွက်ချင်လို့ဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်တို့အာလူးတစ်လုံးပဲအဲ့တော့အာလူးတစ်လုံးလေးနဲ့ကိုယ်ရောင်းချင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့တို့ထိရိုက်ခေါက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်တောက်ကြနေမွေးဖွားသူတွေဟာကျမ်းမာရင်းနဲ့ပတ်သက်ရင်ကျွန်တော်ဗာတတိထားရဲဆိုတော့ယင်နဲ့ပတ်သက်တာဝမ်းနဲ့ပတ်သက်တာလေးတွေတတိထားဖို့လိုတယ်။အဲ့တော့အကျိုးပေးကံကောင်းစေတဲ့ခဏနံပါတ်တွေဟာ နှစ်တုံရဆိုတဲ့ကဏ္ဍနံပါတ်တွေဟာဒီရက်တွေအတွင်းမှာတောက်ကြနေမွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရမျိုးတွေမှာတော့အင်တော်ရှင်နေဖို့ကျွန်တော်တကြတကြဖြစ်တတ်ပြီးချစ်သူကြီးစားတွေဘွားတော့ကျွန်တော်ဝမ်းသာမရက်တွေကြည်နုပျော်ရှင်ရမယ့်ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရမျိုးတွေမှာထူးထူးခြားခြားကိစ္စတွေကျွန်တော်အောင်မြင်ခြင်းတို့ပဲဖြစ်ဖြစ်လူကျင်တန်းခြင်းတို့ပဲဖြစ်ဖြစ်အိမ်ဖေးရမှာပဲကျွန်တော်မြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးကိုနွားနို့တစ်ခွက်လေးလေးနက်နက်ကပ်လှူပြီးဆူတောင်းလိုက်ပါခင်ဗျာတောက်ကြနေမွေးဖွားသူများတို့ ကျမ်းမာချမ်းသာပျော်ရွှင်ကြပါသည်ခင်ဗျာဒီတစ်ပတ်မတ်လ16ရက်ကနေပြီးတော့25ရက်နေ့အထိစနေနေ့မွေးဖွားသူများစနေသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်တာအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေဟာကိုမရောက်ဖူးတဲ့နေရာတွေကိုမရောက်ဖူးတဲ့ဒေသတွေဟိုကျွန်တော်တို့ရောက်မရက်တွေသွားမရက်တွေဖြစ်တယ်အဲ့တော့ဒီရက်တွေအတွင်းမှာကိုယ့်ရဲ့စူးစမ်းထားတဲ့အရာတွေမှန်တယ်များကျွန်တော်တို့အကောင့်တွေပေါ်လာမယ်အောင်မြင်လာမယ့်ရက်တွေဖြစ်ပါတယ် အဲ့တော့အလုပ်စည်းဝါးနဲ့ပတ်သက်ရင်လည်းကျွန်တော်စိတ်ချမ်းသာမယ်အလုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေရှောက်ထားရင်လည်းအလုပ်ရတာမျိုးကိုစည်းဝါးနဲ့ပတ်သက်တာလုပ်ထားရင်လည်းအောင်မြင်တာမျိုးတွေအဲ့တော့အလုပ်စည်းဝါးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်ကျွန်တော်စိတ်ချမ်းသာမယ်ရက်တွေဖြစ်တယ်အဲ့တော့ဒီလိုရက်မျိုးတွေမှာတော့ဇနီးနေ့မွေးဖွားသူတွေဟာတရားဘက်ကိုကျွန်တော်လိုက်စားရင်တရားရမယ့်ရက်တွေဖြစ်တယ်။အဲ့တော့တာနာပြုမယ်လို့စိတ်ကူးထားရင်လည်းကျွန်တော်ပြုပြင်မယ်ပြုရမယ့်ရက်တွေပြုပြင်မယ့်ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရက်မျိုးတွေမှာတော့ဇနီးနေ့မွေးဖွားသူတွေဟာ ကံကောင်းနေတဲ့ရက်တွေဖြစ်တယ်အဲ့တော့အရေးကြီးတဲ့ကိစ္စတွေစတင်ပြုမှုပြောဆိုဆုံးဖြတ်လုပ်ကြမယ်ဆိုရင်လည်းကျွန်တော်အောင်မြင်မဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေဟာဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိတယ်ဘာတွေနဲ့ပတ်သက်ရင်ကောင်းလဲဆိုတော့ကျွန်တော်ကွန်းတို့ချမ်းတို့ကိုင်းတို့ငေးတို့ငပိငှချောင်းနဲ့ပတ်သက်တာမျိုးတွေကျွန်တော်အသေးအနက်နဲ့ပတ်သက်တာမျိုးတွေအဝေါ်ထန်နဲ့ပတ်သက်တာမျိုးတွေကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလှည့်စစ်ပစ္စည်းတို့ဓာတ်ရုပ်ပိရပစ္စည်းတို့ဓာတ်တထုနဲ့ပစ္စည်းတွေဓာတ်တထုနဲ့ပတ်သက်တဲ့ပစ္စည်းတွေ ကမ်မီကယ်နဲ့ပတ်သက်တဲ့ကိစ္စတွေဓာတ်ဆီတို့ဒီဇယ်တို့ဒေါ်လာနဲ့ပတ်သက်တဲ့ကိစ္စတွေအခုကျွန်တော်ပြောတဲ့ကိစ္စတွေနဲ့ပတ်သက်ရင်တော့စနေနေ့မွေးဖွားသူတွေဟာပို့ပြီးတော့အကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အကျိုးရှိအောင်မြင်ပြီး ဘယ်လုပ်ငန်းဘယ်ကိစ္စအနေနဲ့ပတ်သက်ရင်တော့တတိထားပြီးလောက်ကန်ဆောင်ရွက်တင်နေဆိုတော့ကျွန်တော်အကျိုးဆောင်ပြီးလောက်ရမယ့်ကိစ္စလေးအိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအုတ်တို့အင်းတို့အေးတို့အချိုရီတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဥပဒေတို့အုတ်ချိုရီတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလှကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ ရွှေတို့ရေတို့လေတို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဖိုးနဲ့ယတနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဝတ်တို့ဝါတို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာစနေနေ့မွေးဖွားသူတွေဟာသတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေဟာရောင်းနေတဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေတရှိလို့တခုပစ္စည်းတွေကျွန်တော်ရောင်းထွက်ခြင်းနဲ့ဆိုရင်ဘာလုပ်ရလဲဆိုတော့ကျွန်တော်အုံးရင်နဲ့ အဲ့တော့ရောင်းချင်တဲ့ပစ္စည်းတွေအုံရင်ထဲငယ်ယူပြီးတော့အုံရင်လေးနဲ့ကျွန်တော်ပိုက်ဖြန်းပြီးတောက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျန်းမာရေးနဲ့ပတ်သက်ရင်ဘာတတိထားလဲဆိုတော့ကျွန်တော်ရင်ဝမ်းတဲ့ပတ်သက်တာလေးတွေပဲတတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်။အဲ့တော့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေကတော့6939ဆိုတဲ့ခန်းနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်။ အဲ့တော့ဒီလိုရံမျိုးတွေမှာပဲအင်တော်ရှင်နေဖို့ကျွန်တော်ညှိမြားနှိုင်းမြားတွေဖြစ်တတ်ပြီးချစ်သူကြီးသားတွေဖို့ကတော့ကျွန်တော်ဝမ်းသာမဲ့ရက်တွေပျော်ရှင်ရမဲ့ရက်တွေအဆင်ပြေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့တခုလေကျွန်တော်တို့ စနေသားစနေနေ့မွေးဖွားသူတွေစနေသားနေ့တွေဟာကျွန်တော်တခုလေလှူခြင်းတန်းခြင်းတွေပဲဖြစ်ဖြစ်တခုကိစ္စလေးတွေထူးထူးခြားခြားကိစ္စလေးတွေအောင်မြင်ခြင်းတွေပဲဖြစ်ဖြစ်ဘာလို့ရလဲဆိုတော့ကျွန်တော်အိမ်ဖျားမှာပဲကျွန်တော်နန်းကြီးတို့တပွဲမျက်စောပြားချင်းကိုတော်မြတ်ကြီးကိုလေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာ 十年你没花的尿了，加码钱来表现尿吧，你看嘛。<noise>